အားလုံးပဲမင်္ဂလာပါနော်မိတ်ဆွေများအားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်မင်္ဂလာနေ့လေးကင်းပါနော်ဆရာမကတော့ဘသူဘယ်ရောက်ပြီဖြစ်စေမရောက်ပြီဖြစ်စေဆရာမကရောက်လာပြီဆိုတော့မင်္ဂလာနှုတ်ခွန်းလေးဆက်တာလိုက်ပါတယ်နော်ဆရာမအခုလိုပန်းနေကြားထဲမှာရေတော်တွေနဲ့ပြင်ဆင်ထားတယ်ဆိုတော့ဒါနော်အခုလာမဲ့လာပြိတ်ကုသိုလ်အဋ္ဌဌံတွေ့ ပြင်ဆင်ပြထားတာဖြစ်ပါတယ်เนาะအဲ့တော့ကျမအခုအချိန်သိပ်မဆိုင်မင်းနဲ့ဝင်ကြည့်တဲ့သူတွေเนาะဟို line အချိန်တွေကကောင်းလိုက်မကောင်းလိုက်ဆိုတော့ဟိုကြည့်လို့ရတော့နေတောက်လျှောက်ကြည့်လို့ရအောင်လို့ဆရာမအများကြီးမပြောတော့ဘဲနဲ့ဒီအဋ္ဌထံအတွက်ပဲဆရာမပြောသွားပါမယ်เนาะအခုဆရာမပြောမယ်เนาะလာပြေကတော့အားလုံးသိတဲ့အတိုင်း အားလုံးသိကြတဲ့အတိုင်းမကြခင်ရောက်ရှိလာတော့မှာဖြစ်တယ်။နော်တပောင်းလာပြည့်နေ့ဖြစ်ပါတယ်။တပောင်းလာပြည့်နေ့ရဲ့ထူးခြားတာကမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးပြည်တော်ဝင်တဲ့နေ့လို့လဲနော်အများသိရှိထားတာဖြစ်ပါတယ်။နော်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးဟာသူ့ရဲ့ဖာခမီးတော်ဘုရားရှင်ရဲ့ဖာခမီးတော်ရှိရာနော်ငွေရဲ့ဇာတိဖြစ်တဲ့ကပိလုပြည်ကိုယဟန္တာပေါင်း2000နဲ့ကြွချီလာတဲ့ နေ့ဖြစ်တယ်။အဲတော့ဥတီတီကြွချီတာကတော့တပေါင်းလားပြင်းနေဥတီပြီးတော့ကြွချီလာတာဖြစ်ပေမဲ့လို့နော်ကပိလူကိုပြီကိုတကယ်ရောက်တဲ့အချိန်မှာတော့တပေါင်းလားပြင်းကျော်တရက်နေ့ကိုရောက်ပါတယ်နော်။အဲတော့တပေါင်းလားပြင်းနေ့ကိုဥတီပြီးမြတ်စွာဘုရားရှင်ဟာဖရာအဖြစ်ကနေတရားဒေသနာတွေဟောပြောပြီးတော့နော်ယဟန်နာကအများကြီးသာသနာမှာဖြစ်ထွန်းသွားတဲ့နောက်ယဟန်နာအရှင်မြတ်နှစ်ပေါင်းချံရံပြီးတော့ เนาะမိမိရဲ့မွေးရဇာတိဖြစ်တဲ့ကပီလိုဒီဖခင်ရှိရပေါ့เนาะစတင်ပြီးတော့เนาะပထမဦးဆုံးကြွရောက်တဲ့နေဖြစ်တယ်အဲ့တော့ပြည်တော်ဝင်တဲ့နေလို့လဲတင်စားခေါ်ဝေါ်ကြပါတယ်เนาะအင်မတန်ထူးခြားတဲ့နေပါအဲ့ဒီတပေါင်းလာပြည့်နေမှာဖျားရှင်ကကပီလိုပြည်ကိုကြွရောက်လာတဲ့အတွေ့အဲ့ဒီဖျားရှင်ကြွရောက်လာတာကိုအကြောင်းရင်းခံပြီးတော့เนาะလူပုဂ္ဂိုလ်နတ်ပုဂ္ဂိုလ်သရဝအပေါင်းအတွေ့တန်ဖိုးရှိလာတဲ့တရားဓမ္မတွေ အများကြီးနော်ပေါ်ထွက်လာတယ်။နာကြာခွင့်ရကြပါတယ်။ဒါကြောင့်တပောင်းလာပြင်းနေဟာထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။အဲ့တော့အဲ့တော့ဆရာမကတော့ဒါကိုအကျဲချက်ပြီးမပြောတော့ပါဘူးနော်။အဲ့တော့အဓိကဆရာမတို့အခုဆောင်ရွက်ရမယ်လာပြေကုသိုလ်ဒိတ်ထန်လေးကိုပြောချင်ပါတယ်အခုရောက်ချီလာမဲ့တပေါင်းလာပြေနှစ်ဆိုတဲ့နေရာမှာเนาะမိဆွေအစ်စ်တွေเนาะမိဆွေအစ်စ်တွေမသိတဲ့အခါမှာဇဝေဇဝါဖြစ်မှာဆိုလို့ဒါလေးလည်းရှင်းပြခြင်းပါတယ် တက်ကြရင်မှရှိတဲ့တပေါင်းလာပြင်းနေဟာတွက်ယိုးတွက်နီးအရဖက်ပေါ်လာတယ်တပေါင်းလာပြင်းနေပါเนาะအခုဆရာမပြောမယ့်တပေါင်းလာပြင်းနေကတော့လမင်းနဲ့နေမင်း180ဒီဂရီတိတိွာချပြီးလရဲ့အလင်းရောင်ကိုအခြားသောအရိတ်စာရာဖုံးထွန်းခြင်းမှကင်းလို့เนาะမိမိရဲ့အလင်းကိုအပြည့်အဝထုံထွန်းနိုင်တဲ့အချိန်လရဲ့အဝန်းအဝိုင်းအပြည့်အဝချက်ပေါ်နိုင်တဲ့အချိန်ကို เนาะลาปักขะဖြစ်တဲ့အချိန်နေနဲ့သတ်မှတ်ပြီးเนาะลาပြည့်တဲ့နေ့ลาပြည့်တဲ့အချိန်လို့သတ်မှတ်တာဖြစ်ပါတယ်အဲ့တော့အခုลาပြည့်မဲ့နေ့ကเนาะတပေါင်းลาပြည့်ลาปักขะပြည့်မဲ့နေ့ကရောက်ရှိလာမဲ့မာရှလာ14ရက်နေ့ဖြစ်ပါတယ်เนาะ14ရက်3/2025တောက်ကြနေပါเนาะလာပြည့်မဲ့အချိန်က နေ့လယ်တနာရီနဲ့24မိနစ်တိတိအချိန်မှာနေမင်းနဲ့လာမင်း180ဒီဂရီအနေထားနဲ့ရက်တည်ကြပြီးလာမင်းကြီးရဲ့เนาะအချင်းအဝပြေဝစွာပြေဝန်ခွင့်ရရှိမဲ့အချိန်ဖြစ်ပြီးလာရဲ့စွမ်းအားအမြင့်ဆုံးအချိန်ကိုရောက်ရှိမှာဖြစ်ပါတယ်เนาะအဲ့ဒီအချိန်မှာတော့တနင်္လာကျိုလာမင်းကြီးဟာတင်ရာဒီကိုနောက်ခံထားပြီးလာပြေမှာဖြစ်တယ်လို့ အဲ့ဒီလပြည့်တဲ့အချိန်ကာလမှာလည်းပဲဩတရဘရဂုန်နီနှက်ခတ်နဲ့အတူရှင်တွဲပြီးတော့လပြည့်မှာဖြစ်ပါတယ်။နော်။ဒါတွေကတော့ဘဟုတုတငါပြောပြခြင်းဖြစ်ပါတယ်။အဲ့တော့ဒါကြောင့်ဆရာမတို့တွေအခုပြုတ်လုံးမဲ့เนาะလာပြည့်အဋိဋ္ဌံကုသုံကိုတော့တကယ်လာပြည့်မဲ့လာဘက်ခအင်အားအပြည့်ဖြစ်မဲ့နေ့လေတဏှာကြီး24မိနစ်ကိုဥတည်ပြီးနေ့လေတဏှာကြီးတိတိကနေစပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါလိမ့် အဲ့တော့ဆောင်ရွက်ဖို့အတွက်ပြင်ဆင်မှုလေးကိုဆရာမအရင်ပြောပြချင်ပါတယ်เนาะအားလုံးမြင်သာအောင်ဆရာမဒီလိုလေးခင်းကျင်းပြီးပြထားပါတယ်အရင်ဆုံးပန်းပူဆောင်မှုကိုစပြီးပြောချင်ပါတယ်ပန်းပူဆောင်မှုကပန်းအိုးเนาะဖန်ဖန်ခွက်နဲ့ပဲပြင်ပြင် ပန်းအိုးနဲ့ပဲပြင်ပြင်အောင်းအိုးနဲ့ပဲပြင်ပြင်ဘာနဲ့ပဲပြင်ပြင်ရပါတယ်အထင်ကအဖြစ်ပါဝင်တဲ့ ပန်းတဲ့အယောင်တွေမှန်ကန်ပြည့်စုံဖို့တာဖြစ်ပါတယ်။ပန်းဟိုတစ်လုံးစီမှာအဖြူရောင်ပန်း၃ဖွင့်နဲ့အနီရောင်ပန်း၃ဖွင့်အဖြူရောင်ပန်း၃ဖွင့်နဲ့အနီရောင်ပန်း၃ဖွင့်ပြီးရင်ဂန်းကော၃ညွန်ဒီဘက်မှာလည်းဂန်းကော၃ညွန်ဒါဆိုရင်ပြည့်စုံပါပြီ။ဆရာမကတော့အခုเนาะအလုံးကိုဟိုသိတာထင်ရှားအောင်နမူနာအနေနဲ့ဥစော်ပြဖို့အတွက်ရတဲ့ပန်း ကိုဝယ်ခဲ့တာဖြစ်တယ်။နော်အဲ့တော့ဆီယမရခဲ့တဲ့ဘန်းကဂန္ဓမာနဲ့နှင်းစီရခဲ့ပါတယ်။အဲ့တော့မိတ်ဆွေတို့ကအဖြူရောင်၃ခွင့်နဲ့အနီရောင်၃ခွင့်ဖြစ်ဖို့အတွက်ဂန္ဓမာမှနှင်းစီမှမဟုတ်ပါဘူး။အယောင်ကာလာအနေနဲ့အဖြူရောင်အနီရောင်၃ခွင့်စီပါဖို့နဲ့ဘန်းကော၃ညွန့်ပါဖို့နော်ဒါပဲပန်းအိုနှလုံးပြင်ရမှာဖြစ်ပါတယ်။ပြီးရင်တော့ဒီဥစ္စာကတော့နည်းနည်းလေးမိမိအိမ်မှာ ဖန်ကွက်အခက်ခဲရှိတဲ့လူတွေဆိုရင်လဲဖန်ကွက်မဟုတ်လဲပဲတန့်ပြန့်တော့เนาะဂိုင်းပါတဲ့ခွက်တင်နဲ့လဲရတယ်เนาะဆရာမကတော့အိမ်မှာအဲအကုန်လုံးဒိဋ္ဌံလောက်တိုင်းလောက်တိုင်းမှာလိုအပ်တဲ့ဟာတွေအကုန်ဖြည့်ဆွက်ထားတော့ဒါရှိနေတယ်ပေါ့เนาะအဲ့တော့အကယ်၍မြန်အဲဒီရေကြီးတော်ကိုးခွက်လို့ပို့ဆရာမတော်ကမတူညီဘူးလေတချို့ဟာတွေမတူဘူးပေါ့မတူလဲပြဿနာမရှိဘူးဂိုင်းခွက်ပါလဲရတယ်အရေးကြီးတာကိုးခွက် တောက်တော်ရင်၉ခွက်ဖြစ်ပုံ၉ခွက်ကို၃ခွက်တဒံ၃ခွက်တဒံ၃ခွက်တဒံအဲ့ဒီလိုဖန်ခွက်ကလေးတွေ၉ခွက်နဲ့ပြင်ဆင်ထားပါတယ်။ဇာမကဖန်ခွက်ကလေးတွေနဲ့နားရဲဖန်ခွက်မရှိဘူးမပြည့်စုံဘူးဆိုရင်ဖန်ခွက်ကောနော်ကြွေခွက်ကောဂိုင်းခွက်ကောဘာနဲ့ပဲဖြစ်ဖြစ်၉ခွက်ပြည့်စုံရင်ရပါပြီ။ဒါဒါပေမဲ့ပြင်ဆင်တဲ့နေရာမှာနော်ရေကြည်တော့၃ခွက်စီကိုတဒံ ြင်ဆင်ရမှာဖြစ်တယ်ဒီလိုကန့်လန့်ဖြတ်၃ခွက်စီတဒန်းဆိုရင်လဲဒေါင်လိုက်ဟာ၃ခွက်စီတဒန်းဖြစ်နေပါတယ်เนาะဒီပုံစံတိုင်းပြင်ဆင်ဖို့လိုအပ်ပါတယ်အဲ့တော့ဆောင်ရွက်ရမယ်ကုသိုလ်အဋ္ဌထံကဘာလုပ်ရမလဲဆိုတော့မဟာသမယသုတ်တော်ကြီးကိုပူဇော်ရမှာဖြစ်ပါတယ်เนาะအဲ့တော့ပူဇော်ပုံကရှမတို့လာပြီအဋ္ဌထံဝင်ရောက်တဲ့ပုံကိုဒီတိုင်းသိရှိထားပြီးဖြစ်ပါလိမ့်မယ်เนาะဘုရားရှိခိုးမယ်ငါးပါးသီလခံယူမယ် ပြီးရင်တော့မိမိတို့လူတန်းနေကြပန်းရည်ချမ်းစီမင်းကတ်လို့မယ်။ပြီးရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထမ်းမှာနော်အီလာပြိတ်လာဘက်ခပြစ်တော့ချိန်ကာလကိုဥတီလျက်မာသမြတ်တုတ်တော်ကြီးကိုရုပ်ပွားသရဆယ်ပူဇော်မိဖြစ်ပါရဲ့ဗျာ။ရပြည့်တော်ကိုပူဇော်ခွင့်ပြုပါရှင်မြတ်ကြီးဖရာဆိုပြီးဘုရားရှင်ထမ်းမှာခွင့်ပန်ပါမယ်။ပြီးရင်နော်မာသမြတ်တုတ်တော်ကြီးကိုအတူတကွကြွရောက်ရွေး ပို့စော်နာကြားတော်မွန်နိုင်ကြရန်တွေ့ဆိုပြီးတော့သာသနာဆောင်နမင်းကြီးကနေစာပြီးမိမိဖိတ်ကြားလို့တော့ပုံကိုယ်တွေကိုအကုန်ဖိတ်ကြားမယ်ပြီးတဲ့အခါမှာတော့ပါဝင်ဖို့အဓိကအရေးကြီးဆုံးဟာစัจ java လာတိုက်တတော်မှနတ်ပြမအပေါင်းတို့ကြွရောက်ကြပါကုန်လောကြွရောက်ကြပါကုန်လောကြွရောက်ကြပါကုန်လောကြွရောက်ကြ၍ကျွန်ုပ်နှင့်အတူတကွား မာသမြသုတ်တော်ကြီးကိုရွတ်ပွားတဲ့ဆယ်ပုဇော်နာကြားတော်မူကြပါကုန်လို့ဆိုပြီးတော့မဖြစ်မနေပါဝင်အောင်ဖိတ်ကြားရမှာဖြစ်ပါတယ်။နော်အဲ့ဒီလိုဖိတ်ကြားပြီးသွားရင်ကြွားရောက်လာကြပြီလို့စိတ်အာယုံမှာမှတ်သားပြီးဘုရားရှင်ကိုဥစွာပထမပန်းများနဲ့ပူဇော်မှာဖြစ်ပါတယ်။နော်အဲ့တော့ပန်းနေနဲ့ပူဇော်မယ်ရှင်မြတ်စွာဘုရားရပြီတော်သည် မာသမြသုတ်တော်ကြီးကိုစကြဝဠာတိုက်တောင်းမှနတ်ဂျမအပေါင်းနဲ့တကြာဗြဟ္မာတို့ကိုလေးညက်စွာဖိတ်ကြား၍အတုတကွမာသမြတုတ်တော်ကြီးပူဇော်မိဖြစ်ပါ၍ဤမာသမြတုတ်တော်ကြီးကိုကြွရောက်ပူဇော်ကြကုန်သောသမာဓိဝနတ်မြတ်နတ်ကောင်းတဲ့နတ်တွေဝါအပေါင်းတို့ကိုစားအကျွန်ုပ်မှာဖျားရှင်အားဤတင့်တယ်သောပန်းတို့ဖြင့်ပူဇော်အပ်ပါ၏ဖျားဟောเนาะအဲ့ဒါပြီးတယ်เนาะ အရှင်မြတ်စွာဘုရားတမိတော်သည်မာသမ ्ञ တုတ်တော်ကြီးကိုရုပ်ပွားတရေဆဲပူဇော်မိဖြစ်ပါ၏ဘုရားကြွရအောင်လာကြသောတမာရီဝနတ်မြတ်နတ်ကောင်းနတ်ပေါင်းနှင့်ဆက်ကြပါလိုက်တိုက်တသောမှနတ်ပြမပေါင်းတို့နှင့်အတူတကွမာသမ ्ञ သုတ်တော်ကြီးကိုပူဇော်မိဖြစ်ပါ၍ရှင်တော်မြတ်ဗျာဤပိုးပါသောဂုံတော်ကိုဥထိတ်ထားလျက်ရေကြီးတော်ကိုးကွက်ကိုပြင်ဆင်၍ရှင်တော်မြတ်ဗျာအား ကြွားရောက်လာကြတော့တမာရီဝနဲ့မျက်နဲ့ကောင်းနဲ့အပေါင်းနဲ့ဆက်ကြဝလာတိုက်တဲ့တောင်းမှနတ်ပြမအပေါင်းတို့နဲ့အတူတကွဘယ်ပြီတော့ကတ်လှပါဤရှင်မြတ်ဖရာဆိုပြီးတော့ဖရာရှင်ရေးကြည့်တော့ကတ်လှရမှာဖြစ်ပါတယ်နော်အဲ့ဒါကတ်လှပြီးရင်တော့အရှင်ဖရာဘယ်ပြီတော့နှင်းတကွာကြွားရောက်လာကြတော့တမာရီဝနဲ့မျက်နဲ့ကောင်းနဲ့အပေါင်းတို့ဒီယနေ့ကြွားရောက်တော့ဒါပေါင်းလာဤ လပခာအင်းအားပြေဝစွာတိရှိလာသောမင်္ဂလာအချိန်ကာလမှာအစပြု၍မာသမယတုတ်တော်ကြီးကိုတနေ့လျင်ကိုးချိန်တိတိရုပ်ပွားတရဆယ်ပူဇော်ခြင်းကို28ရက်တိုင်းတိုင်းနေ့စဉ်မပြတ်ဆောင်ရွက်ပူဇော်မည်ဖြစ်ပါ၏ဖျံသမီးတော်ဤပူဇော်မှုအတူတကွကြာရောက်၍ ပူဇော်ကြကုန်တော့တမရီဝနဲ့မျက်နဲ့ကောင်းနဲ့အပေါင်းဆက်ကြဝလာတိုက်တောင်းမှာအပေါင်းတို့ကြီးပူဇော်မှုကိုအသိအမှတ်ပြုခံယူပေးတော်မူပါအရှင်မြတ်ဖျားဆိုပြီးတော့ဖျားရှင်မှာခွင့်ပန်းခြင်းပြုရမှာဖြစ်ပါတယ်အဲ့တော့အဋိဋ္ဌံသည်ရောက်ရှိလာမဲ့မတ်လ14ရက်နေ့ကနေတနေ့ကိုမဟာသမယတုတ်တော်အရှိဆုံးမှာရှိတဲ့မဟာသမယ3 34ဘိုက်ကို9ချိန် နေ့စဉ်ပူဇော်ရမှာဖြစ်ပါတယ်အဲ့တော့နေ့စဉ်ခုနှစ်ချိန်လို့ပြောတဲ့အတွက်အဲ့တော့နည်းနည်းလေးအချိန်ယူရမှာဖြစ်တယ်ဒါပေမဲ့စူးစမ်းပြီးစောင့်ရက်ပါစတင်တဲ့နေ့ကတော့အခုဆရာမပြောတဲ့လပခပြည့်တဲ့အချိန်တနာရီနဲ့24မိနစ်ကိုဦးတည်ပြီးနေ့လေတနာရီကနေစပြီးစတင်ရမှာဖြစ်ပေမဲ့အခြားသောနေ့တွေနေ့တွေမှာတော့အချိန်ကာလသတ်မှတ်ထားတာမရှိပါဘူးเนาะမိမိ စိတ်အားထက်သန်စွာအေးအေးဆေးဆေးဆောင်ရွက်နိုင်တဲ့အချိန်တစ်ခုကိုပဲရွေးချယ်ပြီး28ရက်ပြည့်အောင်ဆောင်ရွက်သွားပါအဲ့တော့14ရက်နေ့ကနေစပြီး28ရက်ကဘယ်နေ့တင့်မလဲဆိုတော့ April လ9ရက်နေ့အထိပူဇော်သွားရမှာဖြစ်ပါလိမ့်နော်အဲ့တော့အဲ့တော့ပူဇော်တဲ့အချိန်မှာနော်မပူဇော်ခင်မှာဖြစ်နိုင်ရင်တော့အခုရက်လိုသေးတယ်ပေါ့နော်အဲ့တော့မဟာသမယတုတ်တော်36ဘိုက်ဖြစ်တဲ့ဒီတုတ်တော်ကြီးရဲ့အတိတ်ဘယ်ကို အစအဆုံးစိစိညံ့ညံ့ကြေအောင်နားလည်ဖို့မလိုပါဘူးသဘောတရားမိမိဆိုလိုက်ရင်ဘာကိုရည်စူးတယ်ဘာကိုပြောချင်တယ်ဆိုတာလေးကိုနားလည်ရင်ဒါရပါပြီအဲ့တော့နော်မိမိနားလည်ရင်ရပါပြီအဲ့တော့အရေးကြီးဆုံးလေမာသမ ्या တုတ်တော်ကြီးကိုပူဇော်နေတဲ့အချိန်မှာနော်အလွတ်မရတဲ့သူကစာအုပ်ကိုဖတ်ပြီးတော့ပူဇော်လို့ရပါတယ်အလွတ်ရတဲ့သူကလက်အုပ်ချီပြီးတော့ပူဇော်ပါ ပူဇော်နေတဲ့အချိန်မှာတရိပ်ထားရမှာအာယုံမပြန့်လွင့်မှုဖြစ်ပါတယ်နော်ရှင်တော်မြတ်ဘုရားထံမှာခွင့်ပန်ထားတာမဟာသမယတုတ်တော်ကြီးကိုရောပွားတဲ့ဆယ်ပူဇော်နာကြားမြည်ဖြစ်ပါ၏လို့ဘုရားရှင်ထံမှာခွင့်ပန်ထားပါတယ်ဒါကြောင့်ရောပွားခြင်းပြုရမယ်နော်ပူဇော်ခြင်းပြုရမယ်နာကြားခြင်းပြုရပါမယ်ဒါကြောင့်မိမိပူဇော်နေတဲ့အသံကို မိမိပြန်ပြီးနာယူရမှာဖြစ်ပါတယ်။ဒါမှသာမာသမ ्या တုတ်တော်ချင်းရဲ့ပူဇော်ခြင်းကုသိုလ်ကိုထူးခြားစွာဖြစ်ပေါ်စေမှာဖြစ်ပါတယ်။အဲ့တော့မာသမ ्या တုတ်တော်ကြီး28ရက်ကိုနေ့စဉ်မပြတ်လာပြီးနေ့ကနေစပြီးဆောင်ရွက်သွားခြင်းအပြင်နော်အဲ့တော့ကိုစီကိုစီမိမိတို့ကိုစီကိုစီထူးခြားတဲ့အကြောင်းအရာတွေပေါ်ပေါက်လာပါလိမ့်မယ်။ဒီလာပြစ်ဖြစ်တဲ့တပေါင်းလာပြစ်ရဲ့ ဝင်တဲ့နှက်ခတ်ကောင်းရဲ့အခြေအနေကောင်းတွေကစတင်တဲ့အချိန်ကစပြီးเนาะအဆုံးဆုံးသွားတဲ့အချိန်ထိเนาะဟို28ရက်ပြည့်တဲ့အထိเนาะအချိန်နေကောင်းတွေကိုဖြစ်ပေါ်စေမယ်နှက်ခတ်တွေနဲ့ကောင်းချိုးတွေကိုရရှိစေမှာဖြစ်တယ်ဆရာမခုနပြောတာနည်းနည်းဟိုအနည်းဖြစ်သွားတယ်เนาะ28ချိန်28ခေါင်မဟုတ်ဘူးเนาะကိုးကရက်က28ရက်เนาะအတိတ်တန်တရားမှာ28ရက် ူဇော်ရမှာကပိုးခေါက်ပိုးခေါက်ပူဇော်ရမှာဖြစ်တယ်။ပိုးခေါက်လည်းပဲနည်းနည်းတော့အချိန်သေးရတယ်ပေါ့နော်။မရသေးတဲ့လူကကြိုပြီးတော့ကြက်မှတ်ထားပါပိုးခေါက်ပါနော်။ပိုးခေါက်ပူဇော်ရမယ်ရက်က28ရက်ပူဇော်ရမှာဖြစ်ပါတယ်။အဲ့တော့အားလုံးပူဇော်လို့ပေးသွားပြီဆိုရင်နေ့စဉ်မလုပ်ရမလဲဆိုတော့နော်ပူဇော်လို့အားလုံးပေးသွားပြီဆိုတာနဲ့မာသမြတ်တုတ်တော်ကြီးကိုရောပွားတရေဆယ်ပူဇော်နာကြရပြီးမြောက်အောင်မြင်ခဲ့ပါ အဲ့တော့မာသမြတ်တုတ်တော်ကြီးပူဇော်ရာတို့အမင်းတော်လေးမျက်စွာဖိတ်ကြားရကြွရောက်ကြပါဂုံတော်ဆိုပြီးမိမိဖိတ်ကြားထားတဲ့လူတွေကိုပြန်ပြီးတော့เนาะဟိုပြန်ပြောမယ်ပြောပြီးရင်ဘိုင်းနိုင်ပြန်တက်ပြီးတော့ပြန်ပြောမယ်အဲ့တော့အားလုံးပဲဟိုအခုလာမယ့်14ရက်နေ့မတ်လ14ရက်နေ့နေ့လယ်တနာရီတိတိမှာဒီအတိတ်ခံကိုစတင်ဆောင်ရွက်သွားမှာဖြစ်တဲ့မတ်လ14ရက်နေ့ကနေ့ ဧပြီ6ရက်နေ့ထိ28ရက်တိတိအဋိဋ္ဌံတင်ပြီးတောက်လျှောက်ဆောင်ရွက်သွားမယ်။မာသမြတုတ်တော်ကြီးကိုကပောင်းလာပြည့်လာဘခပြည့်တဲ့နေ့14ရက်နေ့နေ့လေတနာရီကနေစပြီးတော့အဋိဋ္ဌံတင်ပြီးတနေ့ကို6ချိန်ပူဇော်ရမှာဖြစ်ပါတယ်။ပူဇော်တိုင်းပူဇော်တိုင်းမှာစက်ကြောလာတိုက်တောင်းကနတ်ပြမာတွေကိုပါဝင်အောင် အသေးအချာတရိထားပြီးဖိတ်ကြားပါ။မြစ်တာပို့ပေးပါ။အမျှဝေပေးပါ။နော်ဒါလေးကိုပြောချင်ပါတယ်။ကဲ။ အားလုံးပဲကျေးဇူးတင်ပါတယ်။နော်ဆရာမရဲ့မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ။စိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးရတနာသုံးပါးရဲ့ဂုဏ်ကျေးဇူးကြောင့်တို့တက်ခြင်းကြီးပွားခြင်းချမ်းသာခြင်းအောင်မြင်ခြင်းတွေဟူသောကောင်းကျိုးတို့ကိုသာပိုင်ဆိုင်ရရှိနိုင်ကြသည်ဖြစ်ကြပါစေ။